ယူကရိန်းကိုကျူးကျော့တိုက်ခိုက်နေတဲ့ရုရှားဘက်ကနေကူတိုက်ပေးဖို့တပ်ဖွဲ့ဝင်တွေရှေလွတ်ထားတယ်လို့မြောက်ကိုရီးယားကပထမဆုံးအကြိမ်အတည်ပြုလိုက်ပါတယ်။နိုင်ငံပိုင် KCN နဲ့သတင်းဌာနကခေါင်းဆောင်ကင်ဂျုံအန်ရဲ့ညွှန်ကြားချက်နဲ့ရုရှားရဲ့ကတ်စတီတာလုံးဝလွတ်မြောက်ဖို့မြောက်ကိုရီးယားစစ်သားတွေရုရှားစစ်သားတွေကိုကူညီပေးခဲ့ကြောင်းဖော်ပြထားပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့သူရဲကောင်းဆန်မှုနဲ့ပတ်သက်လို့ရုရှားစစ်ဘက်ဆိုင်ရာအကြီးအကဲဗာလီရီဂီယာစီမော့ကချီးကျူးခဲ့ပြီးရပ်ပိုင်းအကြမ်းမှာပြုံးရန်ရဲ့အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါကမြောက်ကိုရီးယားစစ်သားတွေသူတို့ဘက်ကပါဝင်တိုက်ခိုက်ပေးနေကြောင်းမော်စကိုရဲ့ပထမဆုံးလူသိရှင်ကြားပြောဆိုမှုဖြစ်ပါတယ်။မြောက်ကိုရီးယားကတပ်ဖွဲ့ဝင်တောင်းတထောင်ကိုရုရှားစီဆေလွတ်ခဲ့ပြီးအဲ့ဒီထက်ကတထောင်ဟာပြီးခဲ့တဲ့3လအတွင်းတိုက်ပွဲကျသွားပြီဖြစ်ကြောင်းအနောက်တိုင်းအရာရှိတွေကပြောထားပါတယ်။ နိုင်ငံအနောက်ပိုင်းရှိယူကရိန်းတပ်တွေသိမ်းပိုက်ထားတဲ့ gas ဒေသကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ပြီလို့ရုရှားကပြောပေမဲ့ယူကရိန်းကပယ်ချထားပါတယ်။ရုရှားတို့တပ်ဖွဲ့ဝင်တွေဆီလွတ်ဖို့ဆုံးဖြတ်ခဲ့တာကနှစ်နိုင်ငံကြားကာကွယ်ရေးသဘောတူညီမှုနဲ့အညီဖြစ်တယ်လို့ KCNA ကဖော်ပြပါတယ်။တရားမျှတမှုအတွက်တိုက်ခိုက်သူတွေဟာအားလုံးရဲ့သူရဲကောင်းတွေဖြစ်ပြီးအမိနိုင်ငံကိုဂုံတက်စေတဲ့ကိုယ်စားလှယ်တော်တွေဖြစ်တယ်လို့ခေါင်းဆောင်ကင်ဂျုံအန်ကပြောပါတယ်။ ကြည်ပရန်စာမှုနဲ့ရင်ဆိုင်လာရတဲ့အခြေအနေမှာနှစ်နိုင်ငံအပြန်အလှန်ကူညီဖို့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့သဘောတူလက်မှတ်ရေးထိုးထားတယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာလေကျင်းသားမပြေဝသေးသူတွေဖြစ်တယ်လို့ဗီဒိန်စစ်တပ်ကပြောထားပေမဲ့ယူကရိန်းကတော့မြောက်ကိုရီးယားစစ်သားတွေကြောင့်စိန်ခေါ်မှုတွေရှိနေတယ်လို့ပြောထားတာဖြစ်ပါတယ်။